အချက်အတွက်မိမိဂုံတိတ်ခါနဲ့ကိုကြီးတရားကိုစည်ပြီးမိဘုံနဲ့ခုံချပြရတဲ့မယ်တီတာတရားမျှတမှုမရှိတဲ့လေးတင်ပြိုင်ပွဲမှာ လူရန်ကြီးအဖြစ်ရာဇဝင်တွင်သွားခဲ့ရတဲ့အချစ်ရှုံးသမားဒတ်တကီရီကျွန်တော်တို့ရှေ့တောင်အာရှနိုင်ငံများမှာ သူညီပြီး ထင်ရှားကြော်ကြတဲ့တန်တားကြီးအချစ်ဇလန်းတစ်ပုဒ်ရှိခဲ့ပါတယ်။ယာမမက်ဒီတာနဲ့ အချစ်ရှုံးသမားဒတဂီရီတို့ရဲ့တုံးပွေဆိုင်ကနဝင်အချစ်ဇလန်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဇလန်းအပေါ်တုံးတက်ဝေဘန်တန်တွေကအခုချိန်ထိအငင်းပွားစရာအမျိုးမျိုးနဲ့ငင်းခုန်နေကြဇဲလဲဖြစ်ပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားတဲ့ယာမမင်းကမေတီတာကိုအစကတည်းကတကယ်ပဲမချစ်ခဲ့တာလားမေတီတာကသာဘဝတစ်လျှောက်လုံးလူရွေးမှားခဲ့တာလားစတဲ့သမိုင်းဝင်သုံးပွေဆိုင်အချစ်ဇလန်းကိုဘုဒ္ဓတာဖြစ်ပွဲ စိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ဇန်လေးပါအယုဒ္ဓယာပြည်ဒတရထမင်းကြီးမှာကောတလာကေကေကြီးနဲ့ သုံးမိုက်တာဆိုတဲ့မိဖုရားသုံးပါရှိတဲ့အထက်ကကောသလမိဖုရားမှာယာမကေကီမှာဗရတနဲ့သုံးမိုက်တာမှာတော့လက္ခဏနဲ့တတုကဏဆိုတဲ့သားတော်တွေဖွားမြင်ခဲ့ကြပါတယ်။မင်းကြီးကသားတော်တွေအထက်မှာယာမမင်းသားကိုအချစ်ဆုံးဖြစ်တယ်လို့လက္ခဏမင်းသားကလည်းနောင်တော်ယာမကိုအတွေ့အကြုံပဲဖြစ်ပါတယ်။ဒတဂီရီကတော့တောင်ဆယ်လုံးကိုအစိုးရပြီးဒရာဝီဒီယာမျိုးနွယ်တွေရဲ့အရှင်သခင်လည်းဖြစ်ပါတယ်။ယာမနဲ့လက္ခဏမင်းသားတို့အရွယ်ရောက်လာတဲ့အချိန်မှာ ဝိတာမိထယတိကြီးကသူတို့နှုတ်ဦးကိုဝိတိဟအတိုင်းဇဏကမင်းကြီးထံခေါ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဇဏကမင်းကြီးဟာသမီးတော်မေဒီတာအတွက်ကျင်းရဖို့ရွေးချယ်ဖို့လေးတင်ပွဲကျင်းပနေပါတယ်။အဲ့ဒီလေးတင်ပွဲမှာအကဲဖြတ်ပေးမဲ့သူကယတိကြီးဖြစ်ပြီးအခြားသောတိုင်းပြည်ကမင်းကြီးမင်းသားတွေမေဒီတာမင်းသမီးကိုပိုင်ဆိုင်ခွင့်ရဖို့အတွက်အဲ့ဒီလေးတင်ပြိုင်ပွဲကိုလာရောက်ဆင်နွှဲခဲ့ကြပါတယ်။အဲ့ဒီပြိုင်ပွဲဝင်တွေအထက်ကမှလင်္ကာဒီပဘရင်ဒတ်တဂီရီနဲ့အပါဝင်ပါ ပြန်ပွဲမှာတခြားသောမင်းကြီးမိသားတွေက လေလှုပ်တင်ဖို့မပြောနဲ့ဒီကျိုးကိုတော့မစွဲနိုင်ခကြပါဘူးဒေတာဂီရီအလှဲ့မှာတော့လေးတင်တဲ့နေရာမှာ အနေရတော့မဲ့အနေထားအထိဖြစ်ခဲ့ပေမယ့်ဘရင်အပါဝင်တိုင်းသူပြည်သားတွေကဒေတာဂီရီလက်ထဲမေတီတာပါသွားမှာကိုဘယ်သူမှမလိုလားကြပါဘူးမေတီတာကလည်းကြောင်မဲ့ဖွယ်ဒေတာဂီရီရဲ့ပုံပါအသွင်မြင်ကိုကြည့်ပြီးကြောက်ရွံ့ထိတ်လန့်နေပါတယ်အဲ့ဒီအချိန်မှာပဲဤသိကြီးဟာ ရမနဲ့လက္ခဏာမင်းသားနှစ်ပါးကိုလေးတင်ပြန်ပွဲဝင်ဖို့တောင်းဆိုခဲ့ပါတယ်။လက္ခဏာမင်းသားမေတီတာကိုသဘောကျပေမယ်။အကိုဖြစ်သူရမကိုသာဦးစားပေးပြီးမေတီတာကိုနောင်တော်နဲ့သာထိုက်တန်တယ်ဟုဆိုကာဒီအခွင့်အရေးကိုရမစီလွှဲအားခဲ့ပါတယ်။ဒီလိုနဲ့ရမမင်းသားကလေးတင်ပြန်ပွဲမှာဝင်ရောက်ရှင်ပြန်ပြီးအနိုင်ရရှိသွားကာချောမောလှပတဲ့မေတီတာကိုပိုင်ဆိုင်ခွင့်ရသွားခဲ့ပါတယ်။တကယ်တော့ဒါဟာတရားမျှတမှုမရှိဘူးဆိုပြီးတချို့ကဆိုကြပါတယ် အကြောင်းကဒီလေးတင်ပြိုင်ပွဲကိုဝေရောက်ရှေပိုင်ကိုရဖို့ပြိုင်ပွဲဝင်တိုင်းမှာမက်တီတာရဲ့ပေါန်တူပကြီးကားရှိနေဖို့လိုအပ်ပါတယ်။ဒီပြိုင်ပွဲမှာရှုံးနိုင်သွားတဲ့ဒါတာဂီရီမှာတော့စမ်းကြောင်းကနေမျောလာတဲ့မက်တီတာရဲ့ပကြီးကားကိုတွေ့မိတဲ့အချိန်ကစပြီးမျက်နှာဆွဲလာမိနေတဲ့သူပါ။ဒါကြောင့်ဒီပကြီးကားကိုရေမာပိုက်ပြီးလေးတင်ပြိုင်ပွဲရှင်ပြိုင်ဖို့ဝီဒီဟာတိုင်းအထိရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အနိုင်ရရှိသွားတဲ့ရမမင်းသားမှာတော့ ဘယ်ပကြီးကားမှမရှိတဲ့အပြင်လမ်းကြောင်းလို့ဝင်ရောက်ရှည်မြိုင်တဲ့သဘောသာဖြစ်နေပြီးဒတဂီရီကိုမတရားသောနှီးနဲ့အနိုင်ယူခဲ့တယ်လို့ဆိုကြပါတယ်။ဒတဂီရီအတွက်ဒီအရှုံးရလဟာလက်မခံနိုင်စရာအရှက်ရစရာလည်းဖြစ်ပါတယ်။အနိုင်ရရှိသူယာမမင်းသားကအယူရီယာပြည်ကိုပြန်လာပြီးမက်တီတာနဲ့ပေါင်းဖက်နေထိုင်ခဲ့ပါတယ်။ဒတရထဘရင်ဇယားထောင်းလာတဲ့အရွယ်ရောက်လာတဲ့တနေ့မှာတားတော်ယာမမင်းသားကိုထီနာအမွေပေးဖို့စီစဉ်ပါတယ်။ ဒါပေမဲ့ဂေဂီယီမိဖုရားကအပြင်းအထန်ကောက်ွက်ပြီးသားတော်ဘရတကိုသာဘရင်ဖြစ်မဲ့အရေးကိုမြင်စေလို့တဲ့အတွက်တခါတော့ကဒသရထမင်းကြီးသူမကိုပေးအပ်ခဲ့တဲ့ဆုနရကိုတောင်းခံခဲ့ပါတယ်။ဒါကတော့သားတော်ဘရတကိုချိနှံ့မွေပေးပြီးယာမမင်းသားကိုတိုင်းပြည်ကနေနှင်ထောက်ဖို့အတွက်ပါ။မင်းကြီးကအခြားသောစုတွေပြောင်းလဲတောင်းခံဖို့အတွက်မိဖုရားကိုပြောင်းပြတောင်းဆိုခဲ့ပေမဲ့မရခဲ့ပါဘူး။ ဒါကိုရမမင်းသားတည်သွားတဲ့အချိန်မှာတော့ကျင်ရတော်တိတာမင်းသမီးနဲ့ညီတော်လက္ခဏမင်းသားတို့နဲ့အတူတနကတော်စီအေးချမ်းစွာ ထွက်သွားခဲ့ပြီးခမဲတော်ကြီးလည်းအဲ့ဒီစိတ်နဲ့ပဲနှံ့ရွာဆန်သွားခဲ့ပါတယ်။တော်တွေကသူ့ပဏ္ဏခါဘလူးမဟာရမမင်းသားကိုလိုချင်တတ်မဲ့ခဲ့ပေမယ့်မင်းသားကလက်မခံတဲ့အတွက်စိတ်နာပြီးမောင်တော်ခရဘလူးကိုအပူကပ်ကစစ်တီတော်ရင်းနဲ့ရမမင်းသားကိုတိုက်ခိုက်စေပါတယ်။ ဒါပေမဲ့ယာမမင်းသားလက်ချက်ကြောင့်ခရဘလူးနဲ့စီတီပေါင်းမြောက်များစွာတည်ကြည်ပျက်စီးခဲ့ရပါတယ်။ဒါကြောင့်သူ့ပန္နခါဘလူးမဟာဒီဟိုကျွန်းစီကူးပြီးမောင်တော်ဝရဏခေါ်ဒတ်တဂိရိထံတိုင်ကြားလိုက်ပါတယ်။ဒတ်တဂိရိလည်းတစ်ချိန်ကမိမိချင်းမြနိုးခဲ့ရတဲ့မိန်းကလေးကိုတရားမျှတမှုမရှိတဲ့နီလာနဲ့တိုင်ပိုက်သွားတဲ့ယာမမင်းသားကအခုလည်းမျိုးနွယ်တူဘလူးတွေကိုအာလျေပြုတ်နေတဲ့အတွက်နှဆသောနာကျင်မှုတွေဟာအမျက်ဒေါသအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ တတဂီရီကသူ့ရဲ့နောက်ပါသူကိုရွှေသမင်းအဖြစ်ဖန်ဆင်းပြီးမေတီရာရဲ့အာယုံကိုမြူဆွဲစေကမေတီရာလည်းဒီရွှေသမင်းကို လူကျင်တဲ့အကြောင်းယာမမင်းသားကိုပူဇော်တဲ့အတွက်ယာမမင်းသားလည်းညီတော်လက္ခဏာနဲ့အတူရွှေသမင်းဖမ်းဖို့ထွက်လာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာတတဂီရီကဤသည့်တပတ်အတွင်ဟန်ဆောင်ကမေတီရာကိုရထားပြန်ပေါ်တင်ပြီးကောင်းကင်ခရီးနဲ့ခိုးပြေးသွားခဲ့ပါတယ်။တပတ်သူလက်ထဲထပ်ပေးလိုက်ရပေမယ့်သူတက်ချစ်တဲ့မေတီရာကို တဘွားလုံးစာအတွက်ဆုံးရှုံးမခံတော့တဲ့ဒတ်တာဟာခိုးပြည့်တယ်ဆိုပေမဲ့မက်ဒီတာရဲ့ခန္ဓာကိုယ်ကိုတိမ်ပတ်ယူတာမျိုးမလုပ်ခဲ့ပါဘူးဒီလိုနဲ့တီဟိုပီရောက်တဲ့အခါဒတ်တာဂီရီဟာမက်ဒီတာရဲ့မြစ်တာကိုအမျိုးမျိုးတောင်းခံခဲ့ပေမဲ့မရတော့တဲ့အစုံအနာကလည်းဘယ်လိုမှထွက်ပြေးလို့မရအောင်တန်ခွန်ချာခုနှစ်ထပ်အုပ်ပြီးသူ့ရဲ့အချစ်ကိုမက်ဒီတာနားလေလက်ခံလာဖို့အတွက်ရည်တကြီးကြီးနဲ့တောင်းဆိုနေပါတယ် အဲ့ဒီအချိန်မှာရှင်သမင်းကိုဖမ်းလို့မရပဲဗျာလာခဲ့ကြတဲ့ယာမားရဲ့လက္ခဏာတို့ဟာမက်ဒီတာကိုမတွေ့တော့တဲ့အတွက်မက်ဒီတာကိုအရှာထွက်ခဲ့ရပြန်ပါတယ်။လန်ကီးမှာယာမားဟာသူ့ကီဝဘက်မှာရှိတဲ့မြောက်တွေနဲ့မိုက်ဖွဲ့ပြီးအဲ့ဒီမြောက်အမျိုးတွေအแทကညာမျောမြင့်ရှိဆုံးအာသာရဆုံးဟနုမန်ကိုတီတာမင်းသမီးရှာပေါင်းတော့အတွက်တာဝန်လွှဲအပ်ခဲ့ပါတယ်။ဟနုမန်လည်းမြောက်ပူပါတွေနဲ့အတူမဟိန္ဒတာဝန်တက်ပြီး ဝီဟင်ခီးနဲ့လေးရက်တိုင်တိုင်ခက်ခက်ခဲခဲသွားပြီးတဲ့နောက်မှာအလင်ကကျွန်းစီရောက်ရှိလာပါလေ။ဟနုမဟာသူ့ရဲ့ခန္ဓာကိုယ်အရေပါမာနကိုတင်းငဲ့အောင်ဖန်ဆင်းပြီးမြို့တော်အတွင်းဝင်ရောက်ခဲ့ပါရယ်။ဒတဂိရိရဲ့နန်းတော်နဲ့မမမေတန်တို့ရဲ့အဆောင်တွေကိုအသေးစိတ်လှည့်လည်စုံစမ်းပြီးနောက်ဆုံးမှာတော့တီတာမင်းသမီးကိုတောအောက်တနေရာမှာတွေ့ရှိသွားခဲ့ပါရယ်။ဟနုမဟာတီတာမင်းသမီးကိုအကျိုးကြောင့်ပြောပြပြီးယမမင်းသားထံအကြောင်းစုံပြန်လဲလျှောက်ထားပြန်ပါရယ်။ ဲ့ဒီတော့မှယမမင်းသားလဲမေဒီတာကိုပြန်လဲရရှိဖို့အတွက်ကြိုးစားရပါတယ်ဒီချိန်မှာဒတဂီရိရဲ့ညီတော်ပိတ်ဗေဒနာဘလူးဟာတီတာမင်းသမီးကိုယမမင်းထံကောင်းမွန်စွာပြန်လဲအန်တင်ဖို့အကြံပေးခဲ့ပေမဲ့ချစ်သူကိုတချိန်ဆုံးရှုံးခဲ့ဘူးတဲ့ဒတကတော့ခါတီးစွာညင်ပယ်သွားခဲ့ပါတယ်မေဒီတာရဲ့အချစ်ကိုမရရှိတော့တဲ့ဒတဂီရိဟာစစ်ပြုတ်ဖို့အတွက်ပြပြတတရွေးချယ်လိုက်တဲ့အခါမှာတော့ညီတော်ဘိတ်ပေဒနာလဲယမမင်းသားဘက်ကိုခုဝင်လိုက်ပါတယ် အဲ့ဒီနောက်မှာတော့ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားပြီးဒတဂိရိလည်းယမမင်းလက်ချက်နဲ့အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ဒါပေမဲ့အနိုင်ရရှိသွားခဲ့တဲ့ယမကတော့မေဒီရာကိုဒတဂိရိနဲ့တင်ကမကင်းဖြစ်ပြီးကျင်ရတော်အဖြစ်ပြန်လည်တိုက်ပတ်ခြင်းမပြုခဲ့ပါဘူး။ဒါကြောင့်မေဒီရာဟာပြီးပုံတဲ့ခုံစင်းပြပြီးတစ္ဆာပြုခဲ့ရပါတယ်။မေလောင်ခြင်းမရှိတော့မှမေဒီရာရဲ့တစ္ဆာတရားမှန်ကန်ကြောင်းသိရှိသွားတဲ့ယာမလည်း ကျင်ရတော်အဖြစ်ပြန်လည်အတိမှပြုခဲ့ပါတယ်။ဒတဂရိအနေနဲ့လက်ဖျားနဲ့တောင်မထီရဘဲအေးတကြီးကြီးနဲ့ထားခဲ့ရတဲ့မေတီတာယမမင်းသားနဲ့တွေ့တော့မှပူပြင်းတောက်လောင်နေတဲ့မိဘုံထဲကိုခုံစင်းပြရတဲ့အထိဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့ယမမင်းသားလည်းအယုဒယပြည်မှာဘီရင်ဖြစ်ပြီးတီရာဒေဝီနဲ့ပေါင်းတဲ့နေထိုင်ရင်းကနေတားတော်နှစ်ပါးဖွာမြင်ခဲ့ပါတယ်။ဒါပေမဲ့နန်းတွင်ထောင်းစားအတိုင်းမေတီတာမွေးဖွားလာတဲ့ကလေးတွေက ။ယာမမင်းရဲ့သွေးသားမဟုတ်ကြောင်းကောင်းကျော်စကားတွေထွက်လာပြန်ပါတယ်။ယာမမင်းလည်းတိုင်းပြည်ကိုအောက်ချုပ်နေတဲ့ဘရင်တပါးအနေနဲ့မလုပ်သေးတဲ့အရာတစ်ခုကိုလှုပ်လိုက်ပြန်ပါတယ်။အဲ့ဒါကတော့နန်းရင်းသားတို့ရဲ့ကောင်းကျော်စကားကိုယုံကြည်ပြီးမေတီရာကိုတိုင်းပြည်ကနေနှင်ထုတ်လိုက်ပါတယ်။ဒါကြောင့်မေတီရာလည်းထွက်သွားပေးရပြီးတော်ရဲကဘာရီသိမှကလေးနှစ်ယောက်နဲ့အတူနေတိုင်းခရရပါတယ်။ဒီနေ့မှာတော့တားတော်နှစ်ပါးကဘရင်ပိုင်းရွှေတမင်ကိုမှလိုက်ဖမ်းရာကနေ ရမမင်းကြာတိခရပီနန်းတော်စီပြန်လဲခေါ်ဆောင်လာပါတယ်။ဒီတချိန်မှာလဲရမမင်းကြီးကတီတာဒီဝီကိုတစ္ဆာဆုခန့်ပြန်ပါတယ်။ဒီချိန်မှာဣတိကြီးလဲဒီသားတော်နှစ်ပါးဟာရမမင်းရဲ့သားတော်အစင်မာများဖြစ်ကြောင်းပြောနေပေမယ့်ရမမင်းကတော့တီတာဒီဝီကိုကြမ်းတစ္ဆာဆုခန့်ပြန်ပါတယ်။ဒီနေရာမှာတီတာဒီဝီဟာအရင်ကသူမရဲ့တစ္ဆာတရားဖြူစင်ကြောင်းလောင်ကျွမ်းနေတဲ့မိဘုံတဲခုံပြခဲ့ပြီးပါပြီ။ ဒီဒီချိန်မှာလဲမင်းမတန်တယောက်အနေနဲ့ဘဝမှာဒုရယအကျဉ်းကုကြီးတိုက်ခါနဲ့ပတ်သက်ပြီးအစမ်းသခံရတဲ့အတွက်တီတာဒီဝီတယောက်လုံးဝစိတ်နာသွားခဲ့ပါပြီ။ဒါကြောင့်တီတာမိဖုရားဟာမိမိသည်တပားသောယောက်ျားနဲ့ဖောက်ပြန်ရန်စိတ်နဲ့ပင်မပြတ်မှမိကြောင်းဤတစ္ဆာစကားမှန်ကန်ခဲ့ပါကမိမိအားမိနမဲကယူဆောင်ပါစေလို့အတိတ်ထံပြုလိုက်ပါရယ်။အဲ့ဒီအချိန်မှာပဲမိနမဲထွက်ပေါ်လာပြီးတီတာဒီဝီကိုပွေယူကား သာဝရပြောင်းခွဲသွားခဲ့ပါတော့တယ်။အဲ့ဒီချိန်ကျမှယမမင်းလဲနောင်တရပြီးတိရာဒီဝီကိုပြန်လဲတောင်းခံခဲ့ပေမယ်။ပြန်မာမင်းကိုထင်ပြကနတ်ပြည်မှာ ပေါင်းရမည်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့အချိန်တန်လို့ယမမင်းဘဝကူသွားပြီးတဲ့အခါမှာတော့နတ်ပြည်တို့မရောက်ဘဲဗေဒနုနတ်ဖြစ်သွားခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်မေဒီတာရဲ့ဘဝမှာတူဦးဒီတော့အာကိုယုံကြည်ရဖြစ်တဲ့ခင်မုန်းဖြစ်သူယမမင်းရဲ့တရားစိတ်တွေကြောက်ပဲ စိတ်နာသွားခဲ့တာတော့အမှန်ပါမေဒီရာဟာဒသဂီရီရဲ့ရုပ်ဆူအကြီးတန်းတဲ့အသွေးသဏ္ဍာန်ကိုမှမဟုတ်ဘဲသူ့ရဲ့နူးညံ့လှတဲ့နှလုံးသားနဲ့ချစ်ချင်းမေတ္တာကိုသာမြင်အောင်ကြည်နိုင်ခဲ့မယ်ဆိုရင်အခုလိုမျိုးဘဝနေမုန်းခရမှာမဟုတ်ဘူးဆိုပြီးထင်မြင်နေတဲ့သူတွေကပုံများနေပါတယ်အခုခေတ်စကားနဲ့ဆိုမေဒီရာတကယ်ပဲလူရွေးမှားခဲ့တာလားနောက်ဆုံးအနေနဲ့ဒီအကြောင်းအရာကိုသင်ခန်းစာယူပြီးကျွန်တော်ရဲ့ရေကူမွန်မမများ ကိုချစ်ကိုမရှာပါနဲ့သူချစ်ကိုရှာပါလို့မှာကြရင် ဘုဒ္ဓတာဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်